ဘုဒ္ဓအဋ္ဌိနတ္ထိဘာဝရယ်ဆိုဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုဘေကောမေးတာပေါ့နော်အဲ့တော့ဘုရားဘာသာဝင်နေလဲကိုယ်မေးရင်ဘယ်လိုဖြေရမယ်ဆိုတဲ့အဖြေလေးတွေကစိတ်ဝင်စားကြအောင်အကောင်းတော့မတ္တနာယူကြ မယုံကြည်တဲ့ပုဂ္ဂိုလ်အားပဲဖြစ်စေဒီမိန်းကုံးတွေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့ယမယကဘုရောဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမိန်းကုံးမျိုးတွေမေးကြကြတာတွေရှိတယ်ဘုရောဘာသာတွေမှလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမိန်းကုံးမျိုးတွေမေးတတ်တယ်ပေါ့အဲတော့မိလိမ့်နဲ့မင်းကြီးကတော့သူကိုယ်တိုင်ကဖိတကတ် ုံးပုံစပေးတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဖះကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းနေမေးမဲ့ဆိုလို့ရှင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလည်ခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့ အဲ့တော့သူကပေးခွန်းနဲ့စားတယ်သူကဖျားရှိမရှိဆိုတဲ့နေရာမှာအရှင်နာကဒေနာတဲ့အရှင်ဖျားဘုထာကိုကိုတိုင်မြင်မှုသလားဆိုပေးခွန်းနဲ့ဒီမေကွန်ကစကားခတ်တော့မဲ့ဆိုတာဟောဆိုဖျားပြိဋိဘာဆန်တော့တာနှစ်ပေါင်း900နိဗ္ဗာန်ရှိတယ်အဲ့ဘာဖျားကိုကိုတော့ ကိုယ်တိုင်မြင်ခဲ့တာလားဆိုမိကုံမေးတာနော်သူစတင်မေးလိုက်တော့ဘုဒ္ဓတရားဒိဋ္ဌောရှင်ဖျားကိုယ်တိုင်ဗုဒ္ဓကိုမြင်ခဲ့ဘူးသလားလို့ဆိုရှင်နာသကသေနာဖြေတယ်နာဟိမာရသမမြင်ဘူးပါဘူးတဲ့ဖျားကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူးတဲ့မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ် ရှင်ဘုရားမမြင်ခဲ့ဘူးဆိုရင်ရှင်ဘုရားဆရာတွေရောဘုရားကိုမြင်ခဲ့ဘူးသလားသူရဲ့ဥပိ္ပဇေဆရာတွေကလည်းဘုရားပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နိဗ္ဗာန်ခတ်ကြမှာပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ်အေးသူတို့လည်းမမြင်ဘူးပါဘူးတဲ့ ူကိုယ်တိုင်လည်းမမြင်ဘူးသူ့ဆရာတွေကလည်းဖះကိုမမြင်ဘူးမတွေ့ဘူးအဲ့လိုဆိုလို့ရှိရင်တေနာဟိနတ္တိဘုဒ္ဓောမမြင်ဘူးဆိုလို့ရှိရင်ဖះမရှိဘူးပေါ့တဲ့ဒီလိုပြောတဲ့စကားမျိုး तू ကကတ်ပြီးတော့မေးတဲ့ပုံစံမျိုးအော်လောကမှာမြင်ဘူးမှရှိတယ်လို့ပြောလို့ရတာမှမဟုတ်တာမမြင်ဘူးတဲ့ရှိနေတယ် မမွေးခင်ကကိုယ့်အဖေကိုမြင်မှုကြလို့လားနော်မမွေးခင်ကဘယ်သူမှမြင်မှုတယ်မဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမှတ်သားချဒီလိုအဲ့တော့ဗုဒ္ဓဆိုတာကို ကိုရောကိုယ်တိုင်လည်းမမြင်ခဲ့ဘူးကိုရောဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဗုဒ္ဓမရှိဘူးပေါ့လို့ ဒီလိုပြောတာအဲ့တော့ရှင်နာကဒေနာသူ့ကိုပြန်ပြီးတော့မေးခွန်းထုတ်တယ်ကိမ္ပနာမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌဟိမတာမအဲ့ဒီခေတ်တုန်းကဥဟာဆိုရက် မြင့်ကြီးရှိတယ်ဒီမြင့်ကတခြားနေရာမှာတော့မတွေ့ဘူး အခုမိလိမ့်တဲ့ပညာမှသာလေဥဟာလို့မြည်ရတဲ့မြည်ရှိဘုရားတောင်ပေါ်မှာဒါကတော့တောင်ကြမြည်ဆိုတာရှိနေတာဗမာပြည်မှာလည်းမြည်တည်များများရှိတာပဲလေဒုထဝတိမြည်တို့ပါလို့ဆိုတာတချို့လူတွေမြည်မှုချင်မှမြည်မယ်ကောင်းမြည်တို့မြည်တည်ဆိုတာတော့ရှိတာ ဒီဘောမျိုးနဲ့နေတဲ့လူတွေကဒီဘောမျိုးနာကပ်ပြီးတော့ဒုထဝတိမြေကစီးသွားတာစီးသွားတော့ဒီဘောမျိုးကလူတွေကတော့ဒုထဝတိမြေကမ္ဘာမှာနေချတော့ဒီမြေကိုသိကြဝိလန်နဲ့ဒေတာပုဂ္ဂိုလ်တွေကတော့ဒီမြေကိုသိမှာအဲ့တော့ဟိမွန်တာတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဏမင်းကြီးကလည်းဟိမွန်တာတောင်နှစ်နှစ်ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်ဟိမွန်တာတောင်က ။တမိုင်းသဘောအရာဟိမောတတောင်မှာဥဟာဆိုတဲ့မြစ်ရှိတယ်။ဟောမြေမောပြေမတောင်မှာပဲ။မေခမေလိခဆိုတဲ့အေယဝဒီရဲ့အစမြစ်တွေဟာမရောက်ဘူးတဲ့လူကြတော့ထူးဆန်းတယ်။အဲ့မေခမေလိခရဲ့အထက်မှာတခါရှိသေးတယ်။မူလာရှိတိဆိုတာရှိတယ်။ဟောဥဒ္ဒအုပ်ပဲမူလာရှိတိ ဘုရားတို့တောင်မနစ်ကမှမြင်မှုတဲ့အဲ့ဒီမြင်ကိုမူလရှိတီကနေပြီးတော့စီလာအဲ့တော့ကိုပြောင်ဖူးတဲ့နေရာဆိုရင်တော့မြင်ဘူးဖို့ဆိုတာဓမ္မခိုင်းတယ်ဟိမန္တမှာဥဟာဆိုတဲ့မြင့်ရှိတယ်ဥဟာမြင့်ကိုသေမင်းကြီးမြင်ဘူးလားလို့ဆိုမမြင်ဘူးပါဘူးတဲ့သေမင်းကြီးရဲ့ ဟာကမီးတော့ရောအဲ့ဒီမြေကိုမြင်ဘူးသလားဆိုဟာကမီးတော့လည်းမြင်ဘူးတယ်လို့ပြောဘူးတဲ့ဒီလိုဆိုရင်ဥဟာမြစ်ဆိုမရှိဘူးပေါ့တချို့ကိစ္စတွေကြတော့စကားကတ်လို့ရှင်အကတ်နဲ့ပဲပြန်မေးရတယ်သူကနော်ကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဘုဆိုလို့ရှင်ပြဿနာမပြေတတ်ဘူးပေါ့ဒါဖြေတဲ့နေရာမှာစီကံ ဟောလိမ္မာကျွမ်းကျင်မှုလို့ဆိုရှင်နာကဒိနာကမိကောအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိမ္မာမင်းကြီးကိုပြန်ပြီးတော့သူကမိကောနေပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်တင်မင်းကြီးကိုယ်တိုင်လည်းဥဟာမြင့်ကိုမမြင်ဘူးဘူးဖိမွန်တတောင်ကဥဟာမြင့်ကိုမမြင်ဘူးတင်မင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုတော့ ဖြစ်ဝတ္တတောင်းမှာဥဟာမြင့်မရှိဘူးပေါ့မမြင်ဘူးရင်မရှိဘူးပေါ့လို့ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဘာပြောတော့ဆိုရှိတယ်ပေါ့တဲ့အရှင်မြားဘာလို့လို့ဆိုရင်ဥဟာမြင့်အကြောင်းကို ရေးသားပြီးပြောဆိုထားတာတွေရှိတာကိုဥဟာမြင့်ရှိတာပေါ့တဲ့ တပည့်တော်ကိုယ်တိုင်မမြင်ဘူးတော်လဲတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော်လဲဥဟာမြတ်စွာရှိတယ်နော်မမြင်မြင်ဘူးတာမမြင်ဘူးတာ ਨੇ ဆိုင်မမဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာတော့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါကျတော့ လိမ္မာပတ်နတ်စွာမေဟုန်နေပြန်ပြီးတော့နေတဲ့အခါမှာသူ့သူအဖြစ်ပေးပြီးသားဖြစ်သွားဘုရားမြေဆိုရှိတယ်ဆိုတော့ရှင်နာဂတိနာဒီအတိုင်းပဲပေါ့တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူး ဒါပေမဲ့လို့ဘုရားဆိုတာရှိတယ်။ဒီလိုပြန်ပြီးတော့သူကဖြေးလိုက်တာပေါ့နော်။အဲ့တော့ဖြေးဆုံးမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုသင်ကြားပို့ချပေးတယ်ပေါ့။မိလိမ္မာမင်းရဲ့မိကောင်ဟာယုတ်တည်းဆိုရင်ကြောင်းသွားနိုင်တယ်ပေါ့။ဘုရားရှိလားမရှိလား။ဆိုတော့မိကောင်ဟာမမြင်ဘူးရင်မရှိဘူးဆိုတော့ conclusion ကိုဆွဲမဲ့သဘောတူပါလောက်တယ်။ဟောလောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲ။ပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေနော်မမြင်ဘူး။တောထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေမြင်မှုကြတာပေါ့။သို့သောတစတစနဲ့လောကမှာထူးခြားတဲ့အရာတွေဟာစုစံလေးလာသူတွေကဒီကနေ့ခေတ်တော့ကမရာတွေနဲ့ ရုပ်ပုံလွားတွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာတော်တော်များများလူတွေဟာသိရှိလာကြမြင်ဘူးလာကြ